မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ16ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းဒရဥမြို့နယ်မှာပြည်သူများကိုဖမ်းဆီးနှိပ်စက်ပြီးစစ်မှုထမ်းတပ်သားတွေအဖြစ်နဲ့စုဆောင်းနေတဲ့တောင်တလုံးရွာပြူစောတိခေါင်းဆောင်ချွေဝင်းကိုပြစ်ခတ်တိုက်ခတ်ရာပွဲချင်းပြီးတိတ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ15ရက်နေ့မွန်းလွဲတနအိမ်ကမှာတောင်တလုံးချေးပါအနီးမှာရာခင်းကနေပြန်လာတဲ့ပြူစောတိခေါင်းဆောင် ချွေဝင်းကိုနဂနီပြောက်ကြားတပ်ဖွဲ့မြင်းညာကတော်လိုင်းရဲဘော်များကတွဲရောက်ဖမ်းဆီးတဲ့အချိန်မှာပစ္စတိုတနတ်နဲ့ပြန်လည်ခုခံရန်ပြင်ဆင်တဲ့အတွက်ကြောင့်ပြစ်ခတ်ဖမ်းဆီးတဲ့နေရာမှာပွဲချင်းပြီးတိုက်ဆုံသွားတယ်လို့သိရပါတယ်တိုက်ဆုံသွားတယ်တောင်တလုံးချေးရွာပြူစောတိခေါင်းဆောင်ချွေဝင်းဟာအကြမ်းဖက်ဆက်တက်နဲ့ပူးပေါင်းပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနေထိုင်တဲ့စခန်းများကိုစစ်တပ်ထမ်းကိုတရင်ပေးဖို့ချင်းချေးရွာများကိုမိရှုဖျက်ဆီးခြင်းနဲ့ပြည်သူလူထုအပေါ်အတင်းအဓမ္မညှဉ်းပန်းနှိပ်စက်မှုများကိုလှုံ့ဆော်နေတာဖြစ်တယ်လို့သိရပါတယ်တိုက်ဆုံသွားတဲ့ပြူစောတိခေါင်းဆောင် ချွတ်ဝင်းစီကနေပြီးတော့ပစ္စတိုတနက်တလား9မီလီမီတာကြီး16တောင်းဖုံးသုံးလုံးဓာတ်အတူရှိနှချောင်းမှတ်ပုံတင်နဲ့ရင်မောင်းလိုင်စင်တို့ကိုတိတ်စီရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီပြစ်ခတ်တိုက်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာအချက်ပဲဆက်တက MI35 ရဟတ်ရင်နဲ့ညနေ9နာရီလောက်မှာရန်တပ်ပြစ်ခတ်မှုတွေကိုလှုပ်ဆောင်သွားတယ်လို့သိရပါတယ်။အလားတူပဲ AOD တိုင်းကြုံမြုံမြို့နယ်မှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့အချက်မှတ်ဆက်တက်ခတ်အုတ်ချုပ်ရင်းမှု မြင်းတောင်းလဲပြစ်တက်ခံရပြီးတော့တေဆုံးသွားကြောင်းပသိမ်သတင်းအထူးတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်ဇန်နဝါရီလ15ရက်နေ့မနက်9:00နာရီခွဲအချိန်ကမှကျုံမြော်မြို့နယ်ညောင်မေစိတ်ချေရွာအုပ်စုအကြမ်းဖက်စစ်တပ်ခန့်အုပ်ချုပ်ရေးမှုမြင်းတောင်းကိုတော်လိုက်တပ်ဖွဲ့များကဖိုးထောင်ကျောင်းရှိမှာပြစ်ခတ်တိုက်ခိုက်ရာတေဆုံးသွားတယ်လို့သိရပါတယ်တေဆုံးသွားတဲ့အုပ်ချုပ်ရေးမှုမြင်းတောင်းဟာတနက်ကန်ဆောင်ပြီးတော့ညဘက်မှာခလာရ36တိုင်ရင်နဲ့ကျုံမြော်တက်ကအကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ပူးပေါင်းပြီးတော့ပြည်သူပိုင်းနေအိမ်များအတွင်းမှာ နိုင်ငံရေးကိုအကြောင်းပြပြီးတော့ဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးပြီးငွေကြေးကိုတင်းကိုရံနဲ့ခြေပြီးတော့တောင်းခံကရွေးထုတ်ခိုင်းနေပြီးတော့တောင်းခံတဲ့ပတ်ဆက်မရပါကစစ်တပ်ထဲကိုထည့်ပြီးကြေးရွာနေပြည်သူများကိုချင်းချောက်နေသူဖြစ်တယ်လို့သိရပါတယ်။အုတ်ချုပ်ရင်းမှုမြင်းတောင်းတိုက်ခိုက်ခံရပြီးတော့တိတ်ဆုံးသွားပြီးတဲ့နောက်မှာအကြမ်းမဲ့စစ်ကောင်စီတပ်သားများကတောင်းရွာမှန်ကုန်းအထိကိုပိတ်ဆို့ပြီးတော့စစ်ဆေးရှာဖွေမှုတွေလှုပ်ဆောင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်ရန်ကုန်မော်လမြိုင်လမ်းပိုင်းမှာအကြမ်းဖက်ဆက်တိုက်ရဲ့စစ်ကောင်စီရန်တန်းကိုကြားဖြတ်တိုက်ခတ်ရာ စစ်ကောင်စီတပ်သား6ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ14ရက်နေ့မနက်7:28မိနစ်ခန့်မှာရန်ကုန်မော်လမြိုင်ဝေးပြေးလမ်းမကြီးပေါ်မှာရှိတဲ့ကြိုက်ထိုဘီလင်းလမ်းမိုက်မှာကြိုက်ထိုဘက်ကနေဘီလင်းဘက်ကိုဆင်းလာတဲ့စစ်ကား9စီးလိုက်ပါလာတဲ့ရင်တန်းကိုတော်လိုက်တပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာ၄စီးမြောက်ကားဟာမိုင်းများ40မမဘုံးသေးနဲ့လက်နက်ငယ်များထိမှန်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား6ဦးတေဆုံးက3ဦးထိခိုက်ဒဏ်ရာရရှိပြီးတော့ကားတစ်စီးလည်းပျက်စီးသွားတယ်လို့သိရပါတယ်။ကြိုက်ထိုဘက်ကနေဘီလင်းဘက်က ိုဆင်းလာတဲ့စစ်ခွေးကား9စီးကိုကြားဖြတ်တိုက်ခိုက်ခဲ့တာပါ၄စီးမြောက်စစ်ခွေးကားကိုမိုင်း၄၀မမဘုံးသီးနဲ့လက်နက်ငယ်တွေထိမှန်ပြီးတော့စစ်ခွေး6ကောင်တေးတဲ့ ်၃ဦးကတော့ဒဏ်ရာရရှိသွားတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်ခွန်ရှစ်၃၅တက်ခွဲ၄ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကို KNU နဲ့ PDF ခွန်ရှစ်၃၅တက်ရင်တက်ခွဲ၄တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လိုင်းရဲပေါ်များအထူးကိမရှိဘဲနဲ့စုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ပွဲဖြစ်စဉ်ကာလအတွင်းမှာစေကောင်စီကကြိုက်ထူကနေဘီလင်းကိုလာတဲ့လမ်းများကိုပိတ်ချလိုက်ပြီးတော့ပြည်သူများကိုလူသားတိုင်းတစ်ဖွဲရက်တန့်ခိုင်းတာကြောင့်တရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာတမတော်သားမကယ်ရင်နိုင်ငံတော်နဲ့ ်ပြည်တော်စုကြီးပြိုကွဲတော့မယ်လို့စစ်မှုထမ်းတင်တန်းများမှာဝါဒဖြန့်နေပြီးတော့မင်းအောင်လိုင်ရဲ့ပြောစကားများကိုစစ်မှုထမ်းတပ်သားတဲ့များကိုတင် जा ပို့ချနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကောင်စီကလစဉ်ဖွင့်လှစ်ပို့ချလျက်ရှိတယ်။စစ်မှုထမ်းတင်တန်းများမှာစစ်ရင်းနဲ့ပြစ်ခတ်မှုတင် जा ခြင်းအပြင်စာရွေးသင်ခန်းစာအဖြစ်နဲ့နိုင်ငံတော်အကြီးအကဲရဲ့အမြင်သဘောထားနဲ့နိုင်ငံတော်ရဲ့အနာဂတ်ဆိုတဲ့သင်ခန်းစာများလာရောက်ပို့ချနေတယ်လို့သိရပါဗျ။အခုလိုမျိုးပို့ချရမှာတမရော်ကြီးပြိုကွဲသွားရင်နိုင်ငံတော်လည်းပြိုကွဲပြီးတော့ ပြည်တော်စုကြီးလည်းပြိုကွဲတော်မှာဖြစ်ကြောင်းပြောဆိုထားပါတယ်။ဒါကြောင့်လက်ရှိစစ်တပ်ကနိုင်ငံတော်ကြီးကိုဆက်လက်တည်မြဲနိုင်ရေးအတွက်ဆက်လက်ပြီးတော့တရှိသွားရမှာဖြစ်ပြီးစစ်မှုထမ်းတင်နန်းသားများဟာလည်းနိုင်ငံတော်အတွက်မရှိမဖြစ်အရေးပါတဲ့သူတွေဖြစ်တယ်ဆိုပြီးတော့ဝါရဖြတ်တင်ကန်းစာများကိုဂျင်းထည့်ပြီးတော့တင်ကြားပို့ကြလည်းရှိတယ်လို့သိရပါတယ်။တက်မတော်တာမရှိရင်နိုင်ငံတော်ကြီးပြိုကွဲတော်မယ်ပြပဩဇာခံဖြစ်ပြီးတော့ကိုလိုနီဘဝကိုပြန်ရောက်တော့မယ်။ဒါကြောင့်တမတော်ကနိုင်ငံတော်ကိုကယ်တင်နေတာတမတော်သားမကယ်တင်ရင်နိုင်ငံတော်ကြီးကပြတ်သုံးတော့မယ်။ ဲ့ဒါကိုတော့တင်တန်းကျောင်းတွေမှာလာရောက်ပြီးတော့တင်ကြားပို့ချပေးနေပါတယ်လို့လက်ရှိစစ်မှုတန်းတင်တန်းအပတ်စဉ်9မှာတက်ရောက်နေတယ်။တပ်သားတက်တင်တန်းသားတို့ကပြောပြထားပါတယ်။ဒါအပြင်စစ်မှုတန်းတင်တန်းများမှာအကြမ်းဖက်စစ်ခေါင်းဆောင်မင်းအွန်လိုင်းပြောဆိုခဲ့တဲ့ဇာကားများကိုလည်းတင်ကြားနေရပြီးတော့အဲ့ဒီတင်ကြားပို့ချမှုအတွင်းမှာ KIA MNDAA AA TNLA အပါဝင်တိုင်းသာလက်နက်ကိုင်အဖွဲ့များဟာပြည်ပဩဇာခံအဖွဲ့များဖြစ်ကြောင်းအဲ့ဒီအဖွဲ့များကြောင့်မြန်မာနိုင်ငံဟာကိုလိုနီနိုင်ငံအဖြစ်ကိုပြန်လည်ကျရောက်တော့မှာဖြစ်ကြောင်း တိုင်းတစ်ပါးကျော်မှာဖြစ်ရေးအတွက်အခုလိုမျိုးပြည်ပဩဇာခံအဖွဲ့များကိုတိုက်ထုတ်ရမှာဖြစ်တယ်လို့ဝါရဖြတ်သင်ကန်းစာများပို့ချပေးနေတယ်လို့သိရပါတယ်အလားတူပဲဒီကနေ့မှာမြန်မာနိုင်ငံတော်ကိုစစ်တပ်ကအာဏာထိန်းထားခြင်းဖြစ်ပြီးတော့မဲမတမာမှုနဲ့အာဏာရယူရန်စူးစမ်းခြင်းကြောင့်အာဏာထိန်းထားရခြင်းဖြစ်ကြောင်း NLD ပါတီက NUG NUCC နဲ့ CRPH PDF များအဖြစ်နဲ့လက်နက်ကိုင်းလမ်းစဉ်နဲ့ပြည်ထောင်စုကိုဖြိုခွဲနေသူများဖြစ်ကြောင်း စစ်မှုထမ်းတင်နန်းသားများအနေနဲ့နိုင်ငံတော်ကိုကာကွယ်ရန်အသက်ဆုံးပြီးတော့ကြိုးပမ်းရမှာဖြစ်ကြောင်းတင်နန်းပို့ချလျက်ရှိတယ်လို့သိရပါတယ်။သူတို့ပြောနေတာတွေကမဟုတ်မမှန်မှန်တော့သိတယ်။ဒါပေမဲ့အဲ့ဒါကိုနေတိုင်းအပတ်စဉ်တိုင်းကိုပို့ချနေတယ်။တင်နန်းကာလအတွင်းမှာအဲ့ဒါတွေကိုပဲထပ်ခါထပ်ခါနားထဲကိုရိုက်သွင်းပြီးတော့ပို့ချနေတယ်။အများအားနားထောင်နေရတယ်လို့စစ်မှုထမ်းအပတ်စဉ်ငါတင်နန်းစင်တပ်သားတို့ကရှင်းပြထားပါတယ်။ စစ်ကောင်စီကစစ်မှုရန်တန်တန်းများမှာစစ်ရေးစရွေးနဲ့ပြစ်ခတ်မှုတန်တန်းများကိုပို့ချပေးနေတဲ့အပြင်အပတ်စဉ်ပျော်ပွဲရွှင်ပွဲများအားကစားပွဲများကာရာအိုကေများကိုလည်းပြုလုပ်ပေးနေတယ်လို့သိရပါတယ်စစ်ကောင်စီကစစ်မှုရန်တန်တန်းများမှာဝါဒဖြန့်ခြင်းနဲ့အတူအပြော်အပါးများကိုပါလှုပ်ဆောင်ပေးခြင်းအပြင်စစ်မှုရန်တန်တန်းသားများကို၎င်းတို့ဘက်ကိုပါလာစေရန်နီးလန်းမျိုးစုံနဲ့ဆွဲဆောင်နေတယ်လို့သိရပါတယ်စစ်မှုရန်တန်တန်းများမှာလက်ရှိစစ်တပ်ကမြန်မာနိုင်ငံအတွက် မရှိမဖြစ်ရှိရမယ်ဆိုတဲ့အယူဝါဒအယူအဆသဘောထားများကိုလည်းအဓိကဥတည်ပြီးတော့ဝါဒဖြန့်လျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်လေစိမ့်မှာပြည်ပနိုင်ငံများကို PV နိုင်ငံကူးလက်မှတ်နဲ့အလဲပတ်သွားရောက်ကြမယ်ရခိုင်လူငယ်တချို့ကို ပြည်ပထွက်ခွင့်မရဘဲနဲ့ပိတ်ပင်ခံရရကလေရင်ကွင်းကနေပြီးတော့လှည့်ပြန်ခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ23ရက်နေ့မနက်6:00နာရီအချိန်မှာ MAI လေးချောင်းလိုင်းလေရင်အမှန် HM 364နဲ့ရန်ကုန်မြို့ကနေပြီးတော့ထိုင်းနိုင်ငံဘန်ကောက်ဒုံမောင်းလေစိတ်ကိုလိုက်ပါမယ်။ရခိုင်လူငယ်တအူးကိုလေစိတ်ဆစ်ဆီးအဖွဲကရခိုင်လားဆိုပြီးတော့မိများကလေရင်ဘော်ကိုတက်ခွင့်မပြုတ်ခဲ့ဘူးလို့သိရပါတယ်။နိုင်ငံကူးလက်မှတ်မှာမွေးဖွားရနေရာမှာစစ်တွေလို့ဖော်ပြထားတဲ့အတွက်ရခိုင်လားလို့မိများကပြိပထွက်ခွင့်မပြုတ်ဘူးဆိုပြီးတော့ အိမ်ကိုပြန်လွတ်ပြီးနိုင်ငံကူးလက်မှတ်ကိုပါပိတ်ဆီလိုက်တယ်လို့သိရပါဗျ။အလားတူပဲဇန်နဝါရီလ၈ရက်နေ့မနက်9နာရီအချိန်မှာ MNA လေးချောင်းလိုင်းလေးရင်အမှတ် UBA1 UB1 နဲ့ရန်ကုန်မြို့ကနေစင်ကာပူနိုင်ငံချန်ကီလေးစိတ်ကို PV အလဲပတ်နိုင်ငံကူးလက်မှတ်ကန်ဆောင်ပြီးတော့ထွက်ခွာမယ်။ရခိုင်တိုင်းရင်းသားအမျိုးသမီးငယ်တအူးကိုလည်းပြည်ပကိုထွက်ခွဲမပေးပဲလေးစိတ်ကနေလှည့်ပြန်ခိုင်းခဲ့တယ်လို့သိရပါဗျ။နိုင်ငံကူးလက်မှတ်တိတ်ဆိတ်ခြင်းမပြုတော့လဲ။နောက်တစ်ချိန်ပြည်ပထွက်ရေးအတွက်မကြိုးစားရနဲ့။ လေရင်လက်မှတ်အပါဝင်ကုန်ကြစိတ်များလဲဆုံးရှုံးလိုက်မယ်လို့အတိပေးပြောဆိုလာတယ်လို့သိရပါတယ်။ဒါ့အပြင်ရန်ကုန်တိုင်းဒေသမှာအနာသိန်းစစ်ကောင်းစီတပ်ဖွဲ့ဝင်များဟာရခိုင်လူမျိုးများကိုအဓိကဖမ်းဆီးခြင်းစစ်ဆေးခြင်းများကိုပြစ်လုနေတဲ့အတွက်စစ်ရှောင်းများနဲ့ရခိုင်ကလေးကရှိနေခဲ့တဲ့ရခိုင်တိုင်းရင်းသားများဟာစိုးရိမ်မှုတွေအလွန်မြင့်တက်နေတယ်လို့သိရပါတယ်။စိုးရိမ်မှုများပုံမဖြစ်ပေါ်လာပြီးတော့လုံခြုံမှုမရှိတော့သလိုခံစားလာရကြောင်းရန်ကုန်မြို့မှာနှစ်ပေါင်း30ကျော်နေထိုင်လာတဲ့ဘူးသီးတောင်ဒေသခံ ဥကျော်တန်းကပြောပြလာပါတယ်ကျွန်တော်တို့ရခိုင်တွေကိုပဲအဓိကထားပြီးတော့လိုက်ဖမ်းနေတော့ရန်ကုန်မှာနေဖို့တောင်မှကြောက်လာပါပြီခင်ဗျာကလေးတွေကိုတော့အပြင်ကိုပေးမထွက်ခိုင်းတော့ဘူးရန်ကုန်မှာနေတာနှစ်ပေါင်း30ကျော်ပါပြီ ခုတော့လုံခြုံမှုမရှိတော့ဘူးလို့ခံစားလာရတယ်။ကလေးတွေကလည်းလူတကာကိုကြည့်ပြီးတော့ကြောက်စိတ်တွေနဲ့တွာလာနေရတယ်လို့ပြောကြတယ်။ကျွန်တော်အရန်ခံစားရတယ်ဗျာ။ဘလို့ပြန်ပြောရမှန်းတော့မသိတော့ဘူးလို့ဘူးဒီတော်ဒေသခံဥကျော်တန်းကပြောပြထားပါရယ်။ရခိုင်ပြည်အတွင်းဒကြောပြန်တိုက်ပွဲစတင်ကလေးကရခိုင်လူငယ်အများစုဟာကြောင်းတက်ရန်နဲ့နိုင်ငံသားထွက်ပြီးတော့အလုပ်လုပ်ရန်ရန်ကုန်မြို့ကိုရောက်ရှိလာကြပြီးတော့တချို့ဟာလည်းဆစ်ဆောင်ရန်လာကြခြင်းဖြစ်တယ်လို့သိရပါရယ်။အဲ့ဒီထဲမှာတက်ကတူတက်နေသေးဖြစ်တဲ့လူငယ်များပါသလိုဘာသာစကားတစ်ခုခုတက်ပြီးတော့နိုင်ငံသားထွက်အလုပ်လုပ်ကြမယ်လူငယ်များလည်းပါဝင်ကြတယ်လို့သိရ ပါတယ်အသက်30အရွယ်ကြောက်ဖြူဒေသခံလူငယ်တအူးကကျွန်တော်ရန်ကုန်ကိုရောက်တာ9လကျော်ပါပြီစောက်လုပ်ရေးအလုပ်အတွက်စင်ကာပူကိုသွားဖို့ပြင်ဆင်နေတာပါကုမ္ပဏီတစ်ခုနဲ့ချိတ်ဆက်မိနေပါပြီ။နောက်လာဆိုရင်သွားရတော့မယ်ထင်ပါတယ်။ဒီကြားထဲမှာအဖမ်းမခံရဖို့ပဲဆူတောင်းနေပါတယ်။အဲဆင်းနေလေတိုင်ထားတယ်။ဟိုတယ်လောကအပြင်မှာမုန်းထွက်ဝဲတဲ့ရခိုင်လူငယ်တွေအဖမ်းခံရတော့ကျွန်တော်အပြင်ကိုတိတ်မထွက်တော့ဘူး။ဘသူကမှလည်းမယုံတော့စိတ်ထဲမှာတော့စိုးရိမ်စိတ်တထိတ်ထိတ်နဲ့ပေါ့လို့ပြောဆိုထားပါတယ်။ရန်ကုန်တိုင်းအင်းစိန်မြို့မှာနေထိုင်တဲ့အသက်60အရွယ်အမျိုးသမီးတအုပ်က သူ့ရဲ့သားနှစ်ယောက်စလုံးကိုရန်ကုန်မှာမလုံခြုံတော့တဲ့အတွက်နိုင်ငံသားကိုပို့လိုက်ပြီလို့ပြောဆိုထားပါတယ်။အန်ဒီကရန်ကုန်မှာနေလာတာနှစ်ပေါင်း90လောက်ရှိပြီ။အိမ်တော်လည်းရန်ကုန်မှာပဲကြတာ။ဒါလောက်နှစ်တွေအကြာကြီးနေလာတာတခါမှစိုးရိမ်စိတ်မရှိခဲ့ဘူးဘူး။အခုလိုမျိုးမင်းမဲဈေးရိုက်လို့တွေ့တယ်လို့လိုက်ဖမ်းနေတော့အိမ်ကသားနှစ်ယောက်အတွက်လည်းအရန်ကိုစိုးရိမ်သွားတယ်။ဘာအပြစ်မှလည်းကျူးလွန်တာမရှိဘဲနဲ့လမ်းသွားရင်းနဲ့အဖမ်းခံနေရတော့ ပြီးတော့လူငယ်တွေလည်းခဏခဏပြောင်းနေကြတယ်လို့ပြောတယ်မဖြစ်တော့ဘူးဆိုပြီးတော့တားနေအောင်စလုံးကိုနိုင်ငံသားကိုလွှတ်လိုက်ပြီလို့ပြောဆိုထားပါတယ်ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလနဲ့အခုနှစ်ဇန်နဝါရီလများမှာရန်ကုန်တိုင်းမယန်းကုန်လိုင်သာယာရွှေပြည်သာတောင်တကုန်းမြောက်တကုန်းမြောက်ကလာစတဲ့မြို့နယ်များနဲ့တာကိတမြို့နယ်များကရခိုင်လူငယ်များအယောက်90ထက်မနည်းကိုစစ်ကောင်စီကဖမ်းဆီးထားတယ်လို့သိရပါတယ်မယန်းကုန်လိုင်သာယာမြောက်ကလာတာကိတစတဲ့မြို့နယ်များကအခုရက်သက်တပတ်အတွင်းမှာဖမ်းဆီးခံရတဲ့ရခိုင်လူငယ်အယောက်20ထက်မနည်းဟာရန်မြဲမြို့နယ်နဲ့ကြောက်ဖြူ ူမျိုးနွယ်ကလူငယ်အများအပြားပါဝင်နေတယ်လို့သိရပါဗျ။ရန်ကုန်တိုင်းထဲမှာရခိုင်အပါဝင်အခြားသောတိုင်းရင်းသားများကိုလည်းစစ်ကောင်စီတပ်ဖွဲ့များဟာဖမ်းဆီးစစ်ဆေးလျက်ရှိပြီးတော့နာမည်နဲ့မှတ်ပုံတင်နံပါတ်များနဲ့ပါလာရောက်ပြီးတော့စစ်ဆေးနေကြတယ်လို့ပြောဆိုထားကြောင်းတရေရန်ရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူတိုင်းတာယာဝတီခရိုင်မှာအကြမ်းဖက်စစ်ကောင်စီကမြို့နယ်တစ်ခုကိုတနေ့ကိုလူငယ်၁၀ဦးနှုတ်နဲ့စစ်မှုထမ်းတပ်သားတက်များစုဆောင်းပေးရန်ညွှန်ကြားထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တာယာဝတီခရိုင်မှာတာယာဝတီမြို့နယ်၊လက်ပဒန်းမြို့နယ်၊လက်ပဒန်းမြို့၊မင်းလာမြို့နယ်၊အုပ်ဖို့မြို့နယ်၊မိုးညုံမြို့နယ်၊ဂျိုးမင်ကောင်းမြို့နယ်၊နတ်တလင်းမြို့နယ်နဲ့ဇီးကုံမြို့နယ်တို့ပါဝင်ပြီးတော့အကြမ်းဖက်စစ်မှုထမ်းအပတ်စဉ်၉အတွက်စစ်မှုထမ်းတပ်သားတက်များလိုအပ်နေကြောင်းပြောဆိုထားပါတယ်။ရှေ့တန်းတိုက်ပွဲကိုပို့ဆောင်ဖို့အတွက်လူဝင်အားတွေညှော်နေလာတဲ့အတွက်အတင်းအဓမ္မ တပ်သားတပ်များစုဆောင်းရန်ညွှန်ကြားထားခြင်းဖြစ်တယ်လို့သိရပါဗျ။လက်တလုံးတာယာဝတီခရိုင်အတွင်းမှာရှိတဲ့မြို့ပေါ်နဲ့ကျေးရွာများကအကြမ်းဖက်စစ်တပ်ခန့်အုပ်ချုပ်ရေးမှုများနဲ့စစ်ကောင်စီတပ်သားများကလည်းလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများငွေညှိမှုများဇက်တိုက်လှုပ်ဆောင်နေပြီးတော့ငွေကြေးမတတ်နိုင်တဲ့လူငယ်များကိုပြစ်မှတ်ထားပြီးတော့ပေါ်တာဆွဲဖမ်းဆီးမှုများလှုပ်ဆောင်နေခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီဖမ်းဆီးပြီးတော့ငွေညှိမှုများမှာနတ်တလေးမြို့နယ်တောင်မြို့မြို့တဲ့နယ်မြေရဲစခန်းကစခန်းမှုနေလင်းအောင်နဲ့အုပ်ချုပ်ရေးမှုများဟာ စစ်မှုထမ်းအပတ်စဉ်၁စတင်တဲ့အချိန်2024ခုနှစ်ဧပြီလကစတင်ပြီးတော့လက်ရှိအချိန်ထိလူငယ်အယောက်100ကျော်ကိုစစ်မှုထမ်းတပ်သားတဲ့အဖြစ်နဲ့ပေါ်တာဆွဲဖမ်းဆီးပြီးစစ်တပ်ထဲကိုထည့်သွင်းခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးကြေးရွာများကလူငယ်များကိုဖမ်းဆီးပြီးတဲ့နောက်စခန်းမှုနေလင်းအောင်နဲ့အုပ်ချုပ်ရေးမှုများကလူငယ်တအူးကိုငွေကျပ်300ကျော်နဲ့မိသားစုဝင်များကိုပြန်ရွေးခိုင်းပြီးတော့ငွေကြေးမပေးနိုင်တဲ့သူများကိုစစ်တပ်ထဲကိုထည့်သွင်းနေခြင်းဖြစ်တယ်လို့သိရပါတယ်။ရဲစခန်းမှုနေလင်းအောင်ဟာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းကနေရရှိလာတဲ့ငွေကြေးများနဲ့ တောင်ညုံမြို့တဲ့ရုံမအဆက်မှာရှိတဲ့ကန်စုရွာမှာနေအိမ်ဆောက်လုပ်ပြီးတော့နေထိုင်နေကြတယ်လို့သိရပါဗါးသူတို့ကလူတွေကိုဖမ်းမိရင်ပတ်စံတောင်းတယ်ပတ်စံမရရင်စစ်ခွေးတက်တယ်ထဲ့တာတော့မှဒီတိုင်းထဲ့တာမဟုတ်ဘူးသူကခြေရွာအုပ်စုတစုကိုလူတအူးစစ်တပ်ထဲကိုထည့်ပေးရမယ်ဆိုရင်အဲ့ဒီခြေရွာအုပ်စုအုပ်ချုပ်ရေးမှုတွေကနေလင်းအောင်ကိုအခုညီလှမ်းတောင်းတယ်အဲ့ဒီခါကျရင်သူပေါ်တာဆွဲဖမ်းဆီးထားတဲ့လူတွေကတအူးကိုပြန်ရောင်းရင်သူကတိန့်တရာလောက်ရတယ်အဲ့ဒီလိုမျိုးနဲ့လူအယောင်းဝယ်လုပ်ပြီးတော့စစ်တပ်ထဲကိုထည့်တာ အခုနောက်ပိုင်းစစ်ခွေးတွေစီကညွှန်ကြားချက်ရထားတယ်လို့သိရတယ်မြို့နယ်တစ်ခုကိုတနေ့ကိုလူဦးရေ10ဦးနှုန်းနဲ့ပေးရမယ်လို့ညွှန်ကြားထားပါတယ်တလားကိုတမြို့နယ်ကိုလူ100ပေါ့အဲ့ဒါညွှန်ကြားထားတာမကြသေးဘူးလို့သိရတယ်လို့ဒေတာတွင်သတင်းရေးမြစ်ကရှင်းပြထားပါတယ်အလားတူပဲဘကိုးတိုင်းမုံညုံမြို့နယ်တခင်လှရှိန်လမ်းမကြီးမှာ လက်နက်ကိုင်းစရဖတောင်းဝင်ကလှိုင်မင်းသူနဲ့ဇော်တိကရက်ကွက်မှာနေထိုင်တဲ့ရဲဘက်ထောက်လန်းရေးလှထွန်းထွန်းတို့ကလူငယ်အများအပြားကိုပေါ်တာဆွဲဖမ်းဆီးနေခြင်းဖြစ်ကြောင်းဒေသခံပြည်သူများကတိုင်ကြားထားပါတယ်လက်နက်ကိုင်းစရဖတောင်းဝင်ကလှိုင်မင်းသူနဲ့ဇော်တိကရက်ကွက်မှာနေထိုင်တဲ့ရဲဘက်ထောက်လန်းရေးလှထွန်းထွန်းတို့ဟာမိုးညုံမြို့နယ်မင်းလာမြို့နယ်နဲ့အုပ်ဖို့မြို့နယ်ကလူငယ်အများအပြားကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့ တအုပ်ကိုငွေကျပ်300တောင်းပြီးငွေပေးနိုင်တဲ့သူတွေကိုပြန်လှုပ်ပေးပြီးတော့ငွေမပေးနိုင်တဲ့သူတွေကိုတော့စစ်ထဲကိုထည့်နေတယ်လို့သိရပါတယ်။အဲ့ဒီလှိုင်မင်းသူနဲ့လှထုံးထုံးတို့ဟာ စီးပွားရေးလုပ်ငန်းရှင်တွေကိုမြှောက်ပင့်ပေးပြီးတော့မြို့နယ်အတွင်းမှာရှိတဲ့ NLD အမာခံများနဲ့တော်လိုင်းရေးထောက်ခံအားပေးသူများကိုရက်ဆက်စွာဖမ်းဆီးနှိပ်စက်ခြင်း၎င်းတို့နှစ်ဦးကြောင့်မိုးညုံစစ်ကြောရေးမှာအသက်ပေးရတဲ့သူများစစ်ကြောရေးမှာမသေးယုံတမဲလွတ်မြောက်ခဲ့သူများထောင်ထဲကိုအပုတ်ခံရသူများအားလုံးဟာ၎င်းတို့နှစ်ဦးရဲ့ဆုံးဖြတ်ချက်များကြောင့်ဖြစ်တယ်လို့သိရပါတယ်၎င်းတို့နှစ်ဦးဟာလက်ရှိအချိန်မှာကားတွေအမျိုးမျိုးပြောင်းစီးပြီးတော့ငွေကျပ်သိန်းကို ပေါင်းနဲ့ခြေပြီးတော့ချမ်းသာလာကြပြီးလောင်းကစားဒိုင်းနေစီကလည်းတပတ်ကိုငွေကျပ်သိန်းကိုရာနဲ့ခြေပြီးတော့ရရှိနေကြောင်းတရေရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စည်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ you